ကချင်ပြည်နယ်ဖားကန့်ဒေသမှာ9လကျော်ကြာစစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားနေတဲ့စစ်ကော်မရှင်တပ်အင်အားတချို့အခုရပိုင်းအတွင်းဖားကန့်ကာမိုင်းလမ်းဘက်ကိုဥတီပြီးပြန်ထွက်ခွာသွားတယ်လို့သိရပါဗျ။ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်။ Picker April ကစပြီးဖားကန့်မြို့နယ်ခြေစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကော်မရှင်တပ်တွေခြေကမော်စီစာဖျားကုန်းနဲ့စပွန်အမိုက်ပုံနေရာမှာတပ်ဆွဲထားတဲ့စစ်ကြောင်းတွေပြန်ဆုတ်ခွာသွားပြီဖြစ်တယ်လို့ဖားကန့်ဒေသခံတွေစီကသိရပါဗျ။ အောက်တိုဘာ14ရက်လောက်ကစပြီးဖကန်မြို့အဝင်းရန်ချက်စယုံကနေတဆင့်ကားမိုင်းဘက်ကိုစင်ရနေရာဝန်းကျင်ခန့်ရှိတဲ့စစ်ကြောင်းတွာလာနေတယ်လို့ဆိုပါတယ်။ဒီ14ရက်နေ့လောက်ကစပြီးရဘနိုဒီမော်စီစာဖျားကုန်းကနေဆင်းလာတာအဒီအမိုက်ပုံဘက်ကလည်းတချို့ဆင်းသွားတယ်အဲစင်တော်ရီဆိုပြီးကြားရပေါ့နော်အလုံးပြန်ဆုပ်သွားတော့မဟုတ်ဘူးပေါ့နော်ဒီမောဝန်ကြီးမောဝန်လေးမောမောင်းလျံပဲပေါ့နော် အခြားဒီ တခြားဒီစတနီယာယူထားတဲ့ညရီမှာရှိသေးတယ်ဗောနော်မြို့ဦးဝင်းဒီရန်ချက်ကနေဟိုကာမန်ဘက်ကိုဆင်းသွားရလို့ကြားတယ်ဗောနော်ရင်အားကတော့တရားနေနေရဝန်ကျင်ပေါ့စစ်ကော်မရှင်စစ်ကြောင်းတချို့ထွက်ခွာလာပြီးနောက်ဖကန်မြို့အနီးတစ်ဝိုက်မှာလက်နက်ကြီးပစ်ခတ်တံတွေကြားနေရသေးပေမဲ့လည်းတိုက်ပွဲဖြစ်နေတဲ့မလန်းကြီးရွာဘက်မှာတော့တိုက်ပွဲပြန်ငိန်သွားတာရပ်ပိုင်းရှိပြီလို့ဆိုပါတယ်စစ်ကော်မရှင်စစ်ကြောင်းလုံခင်ကနေလက်ပြင်းရန်ချက်အထိ စစ်ကြောင်းထွက်ခွာသွားတဲ့အခါမှာလန်ဒရှော့ KNI ပူပေါင်းတပ်တွေကမိုင်းဆွဲတိုက်ခိုက်တာတွေလှုပ်ဆောင်ခဲ့ပေမဲ့လည်းစစ်ကော်မရှင်စစ်ကြောင်းတွေထွက်ခွာသွားနိုင်ခဲ့တယ်လို့သိရပါတယ်။အခုလိုစစ်ကြောင်းတချို့ဖကန့်ဒေသခြေကပြန်ထွက်ခွာသွားတာဟာတပ်ချိန်းတာဖြစ်နိုင်တယ်လို့တခြားဒေသကိုစစ်ကူပို့တာလည်းဖြစ်နိုင်တယ်လို့ဖကန့်ကနေမကျနာကိုဆင်လာတဲ့ခီးတဲ့တယောက်ကပြောပါတယ်။ကန်ကနေဆင်းလာတဲ့တန်းတခြားမှာဘောနော်သူတို့စစ်ကြောင်းတွေတွေ့လို့လာမှတော်တော်ကြာအာကြာသွားတယ်ဘောနော်ဆင်ပင်းကားတွေနဲ့ရောလို့ စစ်တားတွေလိုင်းလာလာလို့6စီ9စီလောက်တွေ့လိုက်တယ်ဗနဟိုလိုပါဂျေရိုနဲ့ဒီလိုကားတွေလည်းပါတယ်ဗနဆိုင်ပရမြောက်ကျင်လောက်မှာအပိမိကြတယ်ဗနပိမဖြစ်ဘူးအဲ့ဒီဖကန်းကနေနတ်မြတ်ကြိုးဗနကြိုးကဒီစစ်တားကြီးတွေထိုင်လိုက်တာဗနအဲလမ်းမှာလည်းဒီအင်အားလောက်များကြီးတွေ့ကြတာတော့ဒီတချိန်တလားစစ်ကူတော်လားတော့တခုခုတော့တခုပဲဗနော အခုလက်ရှိကချင်ပြည်နယ်ဖက်ကန်ဒီတာမှာတမ33နဲ့မိုးကောင်းစက်ကောက်ခ3အပါဝင်ရှန်နီပြည်သူစစ်ပူပေါင်းအဖွဲ့တွေကစစ်ကြောင်းထိုးလှုပ်ရှားနေတာပါဖက်ကန်မှာပြီးခဲ့တဲ့ဧပြီလကစတင်ပြီးစစ်ကော်မရှင်နဲ့ပြည်သူစစ်ပူပေါင်းထားတဲ့စင်အင်အားတွေ၃ချိန်ထက်မနည်းစစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာကြောင့်စစ်ကြောင်းထိုးရတဲ့အင်အားတထောင်ဝန်းကျင်ရှိနိုင်တယ်လို့ပကန်ဒီတာခန်ဒီကပြောပါတယ်စစ်ကြောင်းတချို့ပြန်ပြီးချွတ်ခွာသွားပေမဲ့အင်အားအများပိုင်းကဖက်ကန်ဒီတာမှာကျန်ရှိနေသေးတာကြောင့် ဖက်ကန်တိုက်ပွဲကအခြေအနေတွေကိုတော့တည်ထားဆောင်ကြည့်ရအောင်မှဖြစ်တယ်လို့တရားခံတွေကဆိုပါတယ်စစ်ကော်မရှင်တပ်ရဲ့ထိုးစစ်၅လကျော်အတွင်းကားမိုင်းနဲ့ရဖက်ကန်လမ်းပိုင်းလုံခင်ကြီးရွာအုပ်စုနဲ့ဖက်ကန်မြို့တွင်းနေရာတော်တော်များများကိုစစ်တပ်ကဝင်ရောက်နေရာယူနိုင်ခဲ့တာဖြစ်ပါတယ်ကျမဟန္နာပါ